စစ်ကောင်စီတိုက်တိုက်ပွဲကနေမိလာတဲ့တုံ့ပန်းတွေကိုထားတဲ့စစ်ထောင်ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ်ဘာပိုင်ဒေါ်လာနှစ်တန်းခွဲတန်းလေးရင်ဖြစ်တယ်ဂျူစောဒီအေတော်မြင့်မှခုခံတစ်ဖြစ်ပြစ်ခတ်ဖမ်းဆီးတဲ့ဒီမှာပြည်သူအုပ်ချုပ်ရေးအဖွဲ့ပအာဖအာကားသမားများနဲ့ဒေသခံပြည်သူများကဆန္ဒပြပြည်သူစစ်လူငယ်အုပ်စုကလမ်းသွားလမ်းလာလူငယ်တစုအား မတရားကန်ကြောင်းနှိပ်စက်နေတဲ့ပြည်မှန်ဖြစ်ပါလေ။ဒေဂျောင်းတိုက်ခိုက်မှုကြောင့်ရတားအမျိုးသမီး309ယောက်တေဆုံးခဲ့ရတဲ့ပြည်မှန်ဖြစ်ပါစစ်ကောင်စီရဲ့ဒုတက်ကအဆင့်ရှိသူတဦးအလင်းဝင်ရောက်တဲ့ပြည်မှန်ဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ကိုစီသတင်းနဲ့အထွတ်အထိပ် YouTube Channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့တနေ့တာသတင်းတွေကောင်းထုတ်တဲ့အစီအစဉ်ကိုပြက်ကွက်ပြီးတော့မတင်ပြမိတာတလကျော်လောက်ဖြစ်ခဲ့ပါပြီ။အလုပ်တွေအင်မတန်ရှော့ွားကြီးလို့ကျွန်တော်တို့ဒီအစီအစဉ်လေးကိုခဏတာရည်နာထားတာအခုတော့ရတဲ့အချိန်လေးမှာပြန်လည်တင်ဆက်မှာဖြစ်ပါတယ်။ ပထမဦးဆုံးသတင်းအနေနဲ့ကတော့အပပိုင်ဒေါ်လာနှစ်တန်းခွဲတန်လေးရင်ပြတ်ကျတဲ့သတင်းမျိုးဖြစ်ပါတယ်။ဇွန်လ10ရက်နေ့မွန်လ12:15မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်စခန်းတိန်တိုက်ပွဲအတွင်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကစစ်တပ်၏တိုက်လေရင်ကိုပြစ်ချနိုင်ခဲ့ပြီးရင်းလေရင်မှတိုက်လေရင်မှတအုပ်တေဆုံးခဲ့ကြောင်း PLA ကအတည်ပြုထုတ်ပြန်ခဲ့တယ်။တိုက်လေရင်မှတရုတ်နိုင်ငံထုတ် Chandu F7M တိုက်လေရင်မျိုးစားဖြစ်ပြီးခေဟောင်းအမျိုးစားဖြစ်ကြောင်း တက်တန်းအလွန်ကြာမြင့်နေပြီဖြစ်ပြီးလုံခြုံစိတ်ချမှုလုံးဝမရှိတဲ့အနေအထားဖြစ်ကြောင်းတက်တရင်ရင်းမြစ်ကပြောဆိုတယ်မြန်မာစစ်တပ်က1990ခုနှစ်အစောပိုင်းကာလများတွင်အစည်းအဝေး60နီးပါးဝယ်ယူခဲ့ပြီးဈေးနှုန်းအပြင်တစည်းလျှင်အမေရိကန်ဒေါ်လာနှစ်တန်းခွဲတာတန်ကျေရှိကြောင်းလေတပ်တွင်တိုက်လေရင်လိုအပ်ချက်နှင့်စစ်တပ်၏လေတပ်အတုံးပြုမှုခုခံနေရမှုအခြေအနေဆိုးရွားမှုကိုပေါ်လွင်စေမှုပြောဆိုတယ်ဒါကတော့ဒီသတင်းမှာကျွန်တော်အမျိုးမျိုးကွဲတယ် စစ်ကောင်စီဘက်ကတော့ဒီတိုက်လေရင်ကိုပြက်ကြတယ်လို့ပြောတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒီပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဘက်ကတော့သူတို့ပြစ်ချတယ်လို့ပြောတယ်နောက်ထပ်တပ်ဖွဲ့ကလည်းလေရင်ကိုဘယ်အဖွဲ့ကဘယ်နေရာကပြစ်ချတာလဲဆိုပြီးတော့အမှတင်ထားတာတွေရှိတယ်အဲ့တော့ပြည်သူတွေကတော့တခွန်းပဲပြောပါတယ်ဘလို့ပဲဖြစ်ဖြစ်မင်းတို့ကမင်းတို့ပြက်ပဲကြက်ကြက်ပြက်ပဲချက်ချက်လောလောဆယ်အဲ့ဒီပြည်သူကိုဘုံကျဲတက်ဖြတ်နေတဲ့ ဒုက္ခပေးတဲ့အာနာတိတ်အကျမ်းဖက်ကောင်တွေရဲ့လေရင်တစည်းပြည့်စည်သွားတဲ့အတွက်ပြည်သူအားလုံးကဝမ်းသာပါတယ်တဲ့ကျုပ်ဒါပဲဟုတ်တယ်နော်ကျွန်တော်ပြည်သူလိုချင်တာဒါပါပဲဟုတ်တယ်မလားအဲ့ဒီအတွက်မင်းတို့ကမင်းတို့ပြစ်ပဲချက်ချပြစ်ပဲချက်ချကြိုက်တယ်လို့ဖြစ်ပြည်သူကိုဘုံကျဲတက်ပြတ်နေတဲ့အကျမ်းဖက်တောက်တိုင်စစ်လေရင်တစည်းအခုလိုပြည့်စည်သွားတဲ့အတွက်ငါတို့ပြည်သူတွေဝမ်းသာတာဒါပါပဲဟုတ်ကဲ့နောက်ထပ်သတင်းတစ်ခုကတော့ ပြူစောဒီအေးကြော်မြင့်မှခုခံတစ်ဖြစ်ပြစ်ခတ်ဖမ်းဆီးတဲ့တည်မှာဖြစ်ပါတယ်အဲ့တော့ပြူစောဒီအေးကြော်မြင့်ဆိုတာလက်ရှိမြန်မာပြည်မှာပြည်သူပြည်သူချင်းအိုးမဲတုပ်ဖို့အတွက်ပြူစောဒီတွေကိုလက်တက်မွေးပြီးတော့စစ်ကောင်စီကနေပြည်သူအချင်းချင်းကိုအိမ်ချက်ချင်းအိုးမဲတုပ်ပြီးခုတ်ခိုင်းနေတာဖြစ်ပါတယ်ဒီတည်လေးကိုကျွန်တော်တင်ဆက်ပါမယ်မေလ၁၆ရက်နေ့တွင်ပေါချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဲကုန်းမြို့နယ်တက်ရွာတွင်နေထိုင်တဲ့ပြူစောဒီအေးကျော်မြစ်ကိုတဲကုန်းမြို့နယ် တက်ရွာရွာထိတ်လန်းတနေရတွင်အရှင်ဖန်းစီရမိခဲ့သည်ဖန်းစီရမိပြီးနောက်တော်လိုင်းတပ်ဖွဲ့များကပြူစောဒီအေးကြော်မြစ်ကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာတဲကုန်းမြို့နယ်အင်းမမြို့ချီတပ်မ66ဤပြူစောဒီအပတ်စဉ်တင်တန်းကို2024ခုနှစ်ဇန်နဝါရီလ1ရက်နေ့တွင်တက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့သည်ဟုသိရှိရသည်အေးကြော်မြစ်တီတဲကုန်းမြို့ရွှေကျို့ပင်ရွာဂိတ်တွင်တရက်လောက်ခ6800ကျပ်ဖြင့်ဂိတ်ဆောင်တောင်းဝင်ထမ်းဆောင်ခဲ့ကြောင်း ဒိုင်နမိုအင်ဂျင်များဝယ်ယူသူအဖြစ်အတွင်ယူက PDF များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏လှုပ်ရှားမှုနှင့်တရင်အချက်လက်များကိုစုံစမ်းကာအတန်းဖက်စစ်တပ်ကိုတရင်ပေးဖို့ခဲ့ဟုထွက်ဆိုခဲ့ကြောင်းသိရတယ်24ရက်နေ့မွန်လွယ်တနာ yı ခွဲကန့်အချိန်တွင်ပြူစောတီအေးကျော်မြစ်ကိုတော်လန်ရေးရဲဘော်များကစစ်ဆေးမှုများထပ်မံပြုလုပ်နေစဉ်လက်နက်ငယ်တလက်ကိုလူယူထွက်ပြေးပြီးရဲဘော်များကိုပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးစဉ်တေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် a han ဒါပဲလူကျင်တာပါကျွန်တော်ပြည်သူအများစုကအခုဆိုရင်ရိတ်ခါနေထောက်ပံ့တဲ့နေရာမှာတခါတည်းပြောပြီးထောက်ပံ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ခွေးစာမပါဘူးတဲ့နော်အဲ့ဒါပါပဲအဲ့တော့အောက်ကတိုင်ရင်တက်ဖွဲ့တွေကသူတို့ထမင်းငံမှာကြောက်လို့ခွေးစာမကြွေးတော့တဲ့တဘောပဲအဲ့တော့ဘလို့ပဲဖြစ်ဖြစ်လက်နဲ့မလူလဲလူတယ်ကွာလူလဲလူတယ်ကွာဘလို့ဖြစ်ဖြစ်လူတယ်ကွာဟုတ်တယ်မလားတိုက်ပွဲမှာမိတဲ့ကောင်တွေသူတို့မျိုးတမင်တက်တက်ပြည်သူတွေကိုဒုက္ခပေးနေတဲ့ကောင်မျိုးတွေကိုတော့မလူလဲလူလူတယ်လူအားလုံးလူပလိုက်ပါနောက်ဘောကကြမှာနော်အမားတွေကိုဝင်ချပြီးတောင်းပန်ခိုင်းတာအကောင်းဆုံးပါပဲလို့ เนาะဒါဒီဆန္ဒကကျွန်တော်တယောက်တည်းရဲ့ဆန္ဒမဟုတ်ဘူးเนาะပြည်သူအများစုရဲ့ဆန္ဒပါဘူးဟုတ်ကဲ့နောက်ထပ်တည်င်းတစ်ပုတ်ကတော့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပအဖအာကာသမားများနဲ့ဒေသခံပြည်သူများကဆန္ဒပြစကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်တွင်လောင်စာစီတင်ကားများနဲ့ကုန်တင်ကားများကိုငွေကြေးအမြောက်အများအခွန်ကောက်သည့်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပအဖအာ အခွန်ဂိတ်ဘိုယန်ဂိတ်အားကာဒမားများနှင့်ဒေသခံပြည်သူများကဆန္ဒပြခဲ့ကြောင်းသတင်းရရှိတယ်။ဆန္ဒပြပြည်သူများသည့်ဇွန်လ17ရက်မှစတင်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီးယနေ့ဇွန်လ12ရက်ညနေပိုင်းအထိဆန္ဒပြနေစေဖြစ်တယ်။စစ်စင်းရေးဂိတ်သည်စီတပေပါကိုတောင်း9000ကျပ်ကောက်ခံပြီးခရီးအခြားခရီးတဲ့ကားများနှင့်ကုန်တင်ကားများကိုအခွန်အဆမတန်ကောက်ခံမှုများကြောင့်ဒေသခံတော်လှန်ရေးတပ်ဖွဲ့များဝင်များထံမှတီးရတယ်။ ပစ္စည်းများရင်များသလိုမျိုးကားတစ်စီးကိုတိန်20 25တိန်အထိတောင်းတာမျိုးရှိတယ်နည်းနည်းပါးပါးလျှော့ပေးတာမျိုးမရှိဘူးသူတို့ကမလျှော့ပေးနိုင်ဘူးဆိုတော့တင်းပြီးစဆန္ဒပြကြတာပဲဟုတ်တော်လန်ရေးတက်ဖို့ဝင်တူဦးကပြောတယ်ဒါကတော့တော်တော်စိတ်ပျက်စရာတည်င်းမဖြစ်တယ်ဗျနိုင်ငံရေးမှာရှုပ်ထွေးတယ်တခုရှိတာကကျွန်တော်တို့တော်လှန်ရေးဘက်ချမ်းကခေါင်းဆောင်တွေအားလုံးတိထားမှာကဒီကာလဟာဘာကာလလဲဆိုတာကိုခမားတို့အုံနောက်ကမပြတ်အလက်မျက်စိမပြတ်သိနေဖို့အရေးကြီးပါတယ်တော်လှန် တရက်ဆင်သွဲတဲ့နေရာမှာပြည်သူမပါဝင်တဲ့တော်လှန်ရေးဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးအဲ့တော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့လိုအပ်ပေမဲ့လွန်ကဲတဲ့အရာမျိုးဖြစ်လာရင်ပြည်သူကလက်ခံမှာမဟုတ်ဘူးဆိုတာကိုခင်ဗျားတို့အားလုံးသိထားပါလက်နက်ကင်ပြီးလူဘဝတဲ့စောက်ကျင့်ကိုမကြိုက်လို့ဟဲ့ဒီ2021ຫນွေဦးတော်လှန်ရေးဆိုတာပေါ်ပေါက်လာတာအဲ့တော့ကိုကိုတိုင်းကလက်နက်ကင်ပြီးလူဘဝမယ်ဆိုရင်တော့ကျွန်တော်တို့တော်လှန်ရေးမလုပ်ကြနဲ့တော့တိုင်းပြည်အနာဂတ်ပြီးတော်လှန်ရေးမလုပ်နဲ့မင်းအောင်လှိုင်းဦးလားအစအထက်ကတော်လှန် ်ဒီတိုင်းပြည်အာဏာကိုပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်နာစရာအကြောင်းမရှိဘူးအဲ့တော့တိုင်းပြည်အနာခံပြီးလုံနေတယ်ဆိုတာအဲ့ဒါလိုလက်နက်ကင်ပြီးလူဘာဝနဲ့စောက်ခြင်းကိုမကြိုက်လို့တော်လှန်ရေးလုံနေတာနော်အဲ့တော့ငါတို့ကလက်နက်ရှိတယ်အာဏာရှိတယ်ဆိုပြီးတော့တလိမ့်ဆန်ဝါဒကိုကျင့်သုံးမယ်ဆိုရင်တော့ခမားတို့ကျွန်တော်တို့ဟာစစ်ခွေးနဲ့ဘာမှမထူးခြားတဲ့သူတွေပဲဖြစ်သွားလိမ့်မယ်နော်အဲ့တော့အောက်တန်းစားလက်နက်ကင်ဘဝကိုဘယ်တော့မှမရောက်ကြဖို့ပါဝင်နေတဲ့သူတွေအတိတ်တရားရှိဖို့လိုအပ်တယ်လို့ ကျွန်တော်တို့ပြည်သူတွေဘက်ကလည်းတိထားကမှာကခမည်းတော်ကစစ်တပ်ကတောင်းရင်တော့ဟုတ်ကဲ့တော်လိုင်းဘက်ကတောင်းရင်တော့ဟင်းအင်းဆိုတဲ့ဟာမျိုးတော့လုံးလို့မရပါဘူးကျွန်တော်မြန်မာမြေပြင်ကိုဆင်းသွားတဲ့ရေဘလူးလို့ရေပက်အထိရောက်တယ်ကျွန်တော်ထင်တာကတော့ရေဘလူးဆိုတာ တကယ်အွန်လိုင်းမှာလည်းပေါက်တယ်ရေမျိုးမှာရှိတဲ့တထဲတကြွယ်တွေဝိုင်းဝန်းကူညီထောက်ပံ့မယ်ထင်ထားတာရေမျိုးမှာရှိတဲ့တထဲတကြွယ်တွေဘယ်သူမှမထောက်ပံ့ဘူးတဲ့နော်ရတဲ့ဟာနဲ့ပဲလှုပ်ရှားတာဆိုတော့ဒါဒိုင်မန့်ကိုတဲ့စစ်တပ်ဘက်ကကောက်လို့ရှိရင်တော့အဲ့လူတွေ ကမန်းကန်းကြောက်လန့်ပြီးပေးကြတယ်တဲ့။နော်ဒါမျိုးတွေကြတော့မဖြစ်သင့်ဘူးဟုတ်တယ်မလား။စစ်တပ်ကတောင်းရင်တော့ဘလောက်ပြဖြစ်တခုံးမှခံမပြောရဘူး။ကိုယ့်ဘက်အထံပြောလို့ရတဲ့အချမ်းဆိုရင်တော့အဲအစင်ချင်းတွေတက်မယ်အပြစ်တွေပြောမယ်ဆိုရင်ဒါလည်းပြည်သူဘက်ကမဟုတ်တာဖြစ်တယ်။ဒါကြောင့်မလို့လက်နက်ကင်နဲ့ပြည်သူအကြကျွန်တော်တို့တော်လှန်အားလုံးဟာတော်လှန်ရေးဘက်ကဖြစ်တဲ့အတွက်ကြီးကြီးနိုင်နိုင်နဲ့အားလုံးဟာတော့တယောက်နဲ့တယောက်အပေးအယူမျှတဆွာနဲ့ပါဝင်ကြဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်အချင်းချင်းဖြစ်နေမယ်ဆိုရင်တော့ main online က ဒူးလေးချိတ်ပြီးတော့ခမားတို့ပြုတ်တယ်တိလား။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူစစ်လူငယ်အုပ်စုကလမ်းသွားလမ်းလာလူငယ်တစုဟာမတရားကန်ကြောက်နှိပ်စက်နေတဲ့တည်မှဖြစ်ပါလေ။စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့ဝင်များမန္တလေးမြို့လမ်းမတနင်္လာတွင်လမ်းသွားလမ်းလာလူငယ်တစုအားကန်ကြောက်နှိပ်စက်နေခဲ့ပါလေ။ကန်ကြောက်နှိပ်စက်သူလူငယ်များဒီမန္တလေးမြို့ချမ်းအေးတာဆန်မြို့နယ်ရှိပြည်သူစစ်များဖြစ်ကြောင်းသိရှိရပါတယ်။အခုဗီဒီယိုထဲပါတဲ့ကောင်တွေကချမ်းအေးတာဆန်အနောက်ပိုင်းခြံကပြည်သူစစ်ကလေးတွေချမ်းဆိုတာကပြည်သူစစ်ချမ်း ဇိုးတို့လူမိုက်ပေါက်ဆတွေလက်သက်မွေးထားတဲ့နေရာဟုတရင်ရင်းမြစ်ကပြောတယ်ဗီဒီယိုဖိုင်မှာပြည်သူစစ်လူငယ်အုပ်စုကအခြားလူငယ်အဖွဲ့ကိုစစ်ကြောရေးတဲ့အကောင်ထက်မှာဆိုတဲ့ဇကာပြောဆိုကနေရာ၃ခုတွင်ကန်ကြောက်ရိုက်နှက်ထိုးကျိတ်နေတွေကိုတွေ့ရတယ်ဒါကတော့ဒီဗီဒီယိုဖိုင်ကိုဒီနေ့ပြည်သူတော်တော်များများကဒေါ်ရထွက်ပြီးတော့ဝေဖန်နေတဲ့ဗီဒီယိုဖိုင်မျိုးဖြစ်ပါတယ်နှစ်ဖွဲ့လုံးကအတက်မပြည့်သေးတဲ့အရွယ်တွေပါ ပြူဇော်တိဆိုတဲ့အဲ့ဒီဆဲဆိုပြီးတော့မအေနဲ့နှမနဲ့ငါနဲ့ကင်တုံနေတဲ့အဖွဲကလည်းအတက်ပြည့်သေးတဲ့ရုပ်တွေမဟုတ်ဘူး ဒလေဘီကလေးတွေရုပ်ပါเนาะအဲ့ဒီအဲ့ဒါလို့တလိပ်ဆံဝါဒကိုရှက်စရာကောင်းမှန်းမတိပဲနဲ့အာသက်တရောသူတို့မှာဒီသူတို့သူတို့အာနာရှိတဲ့အထင်နဲ့လုံနေတာမြင်တဲ့အတွက်เนาะမိမဆုံးမဖမဆုံးမအတိုင်းဝိုင်းကထွက်ပေါ်လာတဲ့ဟာတွေဆိုတာတော့60ရာခိုင်နှုန်းတေချာပါလိမ့်မယ်เนาะအဲ့တော့ဒီလိုမြင်ကွင်းမျိုးကိုခင်ဗျားတို့မြင်ကျင်လားမမြင်ကျင်ဘူးလားအားလုံးရဲ့အဖြေကတော့မမြင်ကျင်ဘူးဖြစ်နေတယ်အဲ့တော့စိတ်ဆန္ဒတစ်ခုတည်းမမြင်ကျင်အောင်လုပ်လို့မရဘူးဒီလိုမြင်ကွင်းမျိုးတွေမမြင်ရဖို့အတွက်ကျွန်တော်တို့တိုင်းပြည်မှာဟာဒီတော်လှန်ရေးနိုင်ဖို့လိုတယ် အာနာရှင်စနစ်အမြင့်ပြတ်ဖို့လိုတယ်အဲ့ဒါဂျိမ်းနေပါတယ်ဒါကြောင့်မလို့ပါဇက်ကနေမမြင်ချင်ဘူးအော်နေုံနဲ့ကျွန်တော်တို့မမြင်ချင်တဲ့အခုတို့အနေထားရုံမြင်ကွင်းမျိုးကပျောက်တော့မှာမဟုတ်ဘူးအာနာရှင်အမြင့်ပြတ်မှဒီလိုမြင်ကွင်းမျိုးကပျောက်မှာဖြစ်ပါတယ်ဒါကိုကျွန်တော်မိမပြည်သူတွေအားလုံးတဘောပေါက်ကြရည်ကြည့်ပါနောက်ထပ်တင်းတဘောကတော့လေချောင်းတိုက်ခိုက်မှုကြောင့်ရက်သားအမျိုးသမီး309ယောက်တေဆုံးခဲ့ရတဲ့တင်းမဲဖြစ်ပါတယ်မြန်မာနိုင်ငံတဝန်2025ခုနှစ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်သားအမျိုးသမီး309ယောက်တေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအတင် AAPB ကထုတ်ပြန်ပါတယ်။2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကဇွန်လ17ရက်နေ့အထိနိုင်ငံတော်ဝင်အကြမ်းဖက်ဆေးအုပ်စုကြောင့်အမျိုးသမီး309ယောက်တေဆုံးခဲ့တာကိုနာမည်နဲ့တကွအတည်ပြုခဲ့ပြီးတဲ့နောက်အသက်18နှစ်အောက်ကလင်းငယ်82ယောက်ပါဝင်တယ်လို့ AAPB ကဆိုပါတယ်။အဆိုပါတေဆုံးမှုတွေထဲကသခိုင်းတိုင်းမှ102ယောက်နဲ့ ေဆုံးမှုအများဆုံး data ဖြစ်ပြီးတေဆုံးသူအားလုံးထဲမှာ242ယောက်ဟာအကြမ်းဖက်စစ်အုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ကဲအားလုံးကြားတဲ့အတိုင်းပဲနော်။အဲ့တော့တိုင်းပြည်မှာအကြမ်းဖက်အကြမ်းဖက်လို့ပြောနေတာဒီဘယ်သူတွေလဲဆိုတာမြေပြင်မှာဖြစ်နေတဲ့ပကတိဒီလိုအမှန်တရားတွေကတက်တည်ပါပဲညင်းလို့မရပါဘူး။တော်လိုင်းဘက်ကလူဒီကလည်း CRP ကဥဆောင်ပြီးတော့စစ်ကောင်စီဟာအာဏာသိမ်းအကြမ်းဖက်ကောင်စီလိုပဲတတ်မှတ်ကြီးညာခဲ့တယ်။ အဲ့တော့စစ်ကောင်စီဘက်ကလည်းတော်လှန်ရေးဘက်က UNGC ရ BH PDF တွေဟာအကြမ်းဖက်ဓမ္မလေးလို့ပြန်ပြီးတော့ဆွဆွဲခဲ့တယ်။အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ကမင်းအကြမ်းဖက်ဓမ္မငါအကြမ်းဖက်ဓမ္မလို့ပြောရုံနဲ့တော့အကြမ်းဖက်ဓမ္မမဖြစ်သွားဘူး။မြေပြင်မှာဖြစ်ပေါ်နေတဲ့အဲ့လိုပဂတိတရားတွေကသာဘယ်အဖွဲ့အစည်းတွေအကြမ်းဖက်ဓမ္မလဲတိုင်းပြည်နဲ့ပြည်သူကိုအကျိုးဖြစ်စည်းပြီးတော့ဒီတိုင်းပြည်နဲ့ပြည်သူကိုဒုက္ခပေးနေတာဒီတိုင်းရင်းသားအီယာအိုအက်နဲ့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တော်လှန်ရေးအဖက်တွေလား အာနာတိန်ထားတဲ့အာနာတိန်စစ်ရှုံးကောင်စီလားဆိုတော့ခမည်းတော်အားလုံးမြင်တဲ့အတိုင်းပဲဟုတ်တယ်နော်ဒီနေရာမှာဈေးရှိတယ်ဒီနေရာမှာပြည်သူတွေရှိမှန်းလဲတိတယ်ဒီနေရာမှာအသက်မပြည့်တဲ့ကလေးတွေအမျိုးသမီးတွေရှိမှန်းလဲတိတယ်ဒါပေမဲ့တိရတဲ့အတန်းနဲ့ဘုံကျဲချပစ်တယ်အဲ့ဒါလို့လောက်ရက်မျိုးကိုတိုင်းပြည်ကာကွယ်စောက်ရှောက်တဲ့စစ်တပ်တစ်ခုကလုံမာလားအကြမ်းဖက်သမားတွေကလုံမာလားအဲ့ဒါလောက်စဉ်းစားရင်အဖြေကရှင်းနေတယ်ညင်းစရာတစ်ခုမှမလိုဘူးနော်နောက်တစ်ခုရှိသေးတယ်စစ်တောင်းထိုးလို့ ်ပီဒီအက်တွေတိုင်းတိုင်းလက်နက်ကင်တွေစစ်တောင်းထိုးလို့ဖွက်ပြေးရတယ်ဆိုတော့ data ခမားတို့မြင်ဘူးလားဒါပေမဲ့စစ်ကောင်စီစစ်တောင်းထိုးရင်ထွက်ပြေးရတာတရားတရားတည်းမဟုတ်ဘူးရွာ9ရွာရှိ9ရွာလုံးအကုန်ထွက်ပြေးရတယ်ခလေးရောခွေးရောနွားရောအကုန်လုံးဆိုတော့အဲ့တော့တိုင်းပြည်ပေါ်တကယ်အကြမ်းဖက်နေတာဒီပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ဒီတိုင်းသား EOS တွေလားအာနာတင်းထားတဲ့အကြမ်းဖက်ကောင်စီလား ဲ့ဒါအဖေကရှင်းပါတယ်မငင်းပါနဲ့ငင်းအတန်ဝင်တယ်လေးကုန်တယ်နော်လှုပ်ရက်တွေကိုကျွန်တော်တို့ reset တွေထုတ်လိုက်လို့ရှိရင်အဲ့ဒါဘဒုကအကြမ်းဖက်လဲဆိုတာငင်းလို့မရအောင်ပေါ်ပြီးတာဟုတ်ကဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီရဲ့ဒုတက်ကျအဆင့်ရှိသူတဦးအလင်းဝင်ရောက်တဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းပေါင်းမြို့နယ်အခြေဆိုင်စစ်ကောင်စီလက်အောက်ခံကပစာ24ကစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်လက်နက်ခဲယမ်းနေတဲ့အတူအလင်းဝင်ရောက်လာတယ်လို့ပခုတ်ကူခရဲ့အမှတ်9တပ်ရင်းကဇွန်လ17ရက်မှာသတင်းထုတ်ပြန်ပါတယ် တနက်နှစ်လက်အပါအဝင်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတဲ့အဆိုပါတူတက်ချက်ဟာပြီးခဲ့တဲ့ဇွန်လ3ရက်မှာအလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပခုတ်ကူခဲအမှတ်ငါတက်ရင်ကရဲပေါ်နှင်းရိတ်တွေက ပေါက်ကပါစာ24ကနေ MA3 တနက်နှစ်လက် 5.56G 234တော့ G ပေါက်၄ခုနဲ့ MG1 လက်ပစ်ဘုံတစ်လုံးတို့ယူလာခဲ့ပါတယ်အလင်းဝင်လာတဲ့တူတူတက်ချက်အဆင့်ရှိတူဖြစ်ပါတယ်။ ပကုတ်ကူခရိုင်အမှတ်9တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကကျွန်တော်တို့တပ်ဖွဲ့စီကိုအလင်းဝင်လာတဲ့အဲ့ဒီဒုတက်ချက်ကိုကျွန်တော်တို့အဖွဲ့ဘက်ကတတ်နိုင်တဲ့စုချင်းငွေ390ချင်းမြင့်ပေးပြီးတော့လွတ်မြောက်တဲ့နေရာစီရောက်ရှိနေပါပြီလို့ကြားသိရပါတယ်။เนาะဒါကတော့အလင်းဝင်တဲ့သတင်းပါလက်ရှိဒီသတင်းတွေကိုကျွန်တော်ကကိုစီသတင်းတွေအထွေထွေ YouTube channel ရကနေတင်ပေးတာဖြစ်တယ်။တနင်္လာရီတိုင်းမှာလက်နက်နဲ့အလင်းဝင်လာတဲ့စစ်ကောင်စီကိုမြေပြင်မှာအထိကျွန်တော်အင်တာဗျူးပြီးတော့မေးပြီးတော့ရိုက်ကူးထားတဲ့သတင်းတွေ ပြီးလို့ချင်း viewer 33စစ်စီမူကိုစောထားကိုရဲ့ရဲဘော်စောထားကိုရဲ့ဖြေချချက်တွေနောက်တစ်ခါစနိုက်ပါနဲ့စစ်ကောင်စီဘက်ကပြစ်ခတ်ထိပြီးတော့ခေါင်းကိုတက်တက်ထိပေမဲ့ကြီကာအောက်ထုတ်ကြအတက်မတေခဲရနဲ့နော်ပြည်သူ့ကာကွယ်ရေးဘော်တအူးရဲ့အင်တာဗျူးတွေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအခုတော့အလင်းဝင်လာတဲ့နော်လက်နက်နဲ့အလင်းဝင်လာတဲ့စစ်သားတွေကိုယာဒီအပြင်ထိမ့်သိမ်းတဲ့နေရာစစ်ကောင်စီတိုက်တိုက်ပွဲကနေမိလာတဲ့တုံ့ပန်းတွေကိုထားတဲ့ စစ်ထောင်ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ်အဲ့ဒီထောင်မှာလည်းထောင်ထဲမှာရှိတဲ့ဒီအလင်းဝင်လာတဲ့ရဲဘော်နဲ့ကျွန်တော်အင်တာဗျူးလုပ်ခဲ့တာတွေရှိပါတယ်အဲ့ဒါတွေအားလုံးကို Future Federal Supporting ဆိုတဲ့ကျွန်တော်ပင်တိုင်းတင်ပေးနေတဲ့ YouTube Channel ကနေတင်ဆက်ပေးရမှာဖြစ်ပါတယ်အခုလို့ကျွန်တော်တို့ရဲ့တည်င်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေတည်င်းမီဒီယာစီစဉ်မှုကအင်မတန်ရေးကြီးပါတယ်ဒါကြောင့်မလို့တည်င်းနဲ့ပတ်သက်တဲ့တော်လှန်ရေးမှာ နိုင်တဲ့နေရာကပါဝင်စေခြင်းနဲ့ဘာဖြစ်လို့လဲမှန်ကန်တဲ့တည်င်းတွေကိုကျွန်တော်တို့အချိန်နဲ့တပြင်းညီပြည်သူ့ကြားကိုစီးစင်းဖို့လိုအပ်ပါတယ်88မှာကျွန်တော်တို့အဲ့လိုစီးစင်းမှုအားမရှိခဲ့တဲ့အတွက်စစ်ကောင်စီကအခုခေတ်လိုပဲလိန်ညာဝါဒဖြန့်တဲ့အရာတွေကိုအမှန်တရားကဖုံးအုပ်နိုင်တဲ့အတွက်လိန်ညာတဲ့အရာတွေကအရှိကိုရောက်ခဲ့ရတယ်အခု2021ຫນွေဦးတော်လှန်ရေးမှာဆိုရှယ်မီဒီယာကျေးဇူးကြောင့်ကျွန်တော်တို့ပြည်သူတွေဟာစစ်ကောင်စီရဲ့ရုပ်မာမှုတွေလိန်လယ်မှုတွေ လူမဆန်တဲ့လောက်ရက်တွေကိုကျွန်တော်တို့အားလုံးကိုသိရှိနိုင်တာဒီဒီမီဒီယာရဲ့ကျေးဇူးကြောင့်ပဲဖြစ်တယ်။ဒါကြောင့်မလို့မီဒီယာဆိုတာအကျိုးရှိစွာအတုံးချမယ်ဆိုရင်ကျွန်တော်တို့လူပေါင်းအဖွဲ့အစည်းအတွက်အကျိုးရှိတဲ့လက်ကားတွေတခုဖြစ်တယ်လို့အကျိုးရှိစွာအတုံးမချဘဲနဲ့နော်စနစ်မရှိဘဲနဲ့ဗျမ်းမတာလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုပြန်လဲ ပြောင်းလှည့်လာတဲ့တနတ်တလက်လို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့မိဘဗီဒီယိုအနေနဲ့မီဒီယာနဲ့ပတ်သက်လို့နိုင်တဲ့နေရာမှာပောင်ရင်ပေးပါ။သတင်းတွေမှန်ကန်တဲ့သတင်းတွေတွေ့ရင် share ပေးမယ်။ပြည်သူအားလုံးတိ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 တဲ့အကြောင်းအရာတွေတွေ့ရင် share ပေးမယ်၊ရှိတ်ပေးမယ်၊ကိုကိုတိုင်းနဲ့တင်ပေးမယ်။စသဖြင့်အားလုံးလှုပ်ပြီးတော့တော်နိုင်ရင်မှပောင်ရင်ဘူးပေါင်းနိုင်တယ်ဆိုတာကိုလည်းတင်ပေးပါရစေ။အဲကျွန်တော်တို့တွေတခုတိထားမှာကရန်သူတွေကမဟုတ်တာကိုဟုတ်တယ်လို့လိန်ညာလီစဲနေတဲ့အချိန်မှာကျွန်တော်တို့ကလုံးဝ မှုတာဝါတာကိုကျူးလွန်လို့မရပါဘူးမှန်မှန်ကန်ကန်အမှန်တရားကိုပဲကျွန်တော်တို့ဘက်ကတင်ဆက်ဖို့လိုအပ်တယ်ဆိုတာကိုတော့အားလုံးသိဖို့လိုပါတယ်ဟုတ်ကဲ့အားလုံးယေရှုတင်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ